Unit 1 Nature and Scope of Economics ဘောဂဗီရဘာသာရပ်ရဲ့သဘောတဘာဝနဲ့နယ်ပယ်အကျယ်ဝန်းဘောဂဗီရဆိုတာအသုံးပြုပုံအမျိုးမျိုးတွေအကြားမှာရှားပါတဲ့အင်အားစုတွေကိုလူအဖွဲ့အစည်းတွေကဘယ်လို အသုံးချနေလဲဆိုတာကိုလေ့လာခြင်းဖြစ်ပါတယ်ဘောဂဗီရဆိုတာဘလိုစီးပွားရေးစနစ်ကိုဘလိုရွေးချယ်မလဲပြီးရင်ကိုရွေးချယ်လိုက်တဲ့စနစ်ကိုဘလို့ အသုံးပြုမယ်ဆိုတာကိုစမ်းစစ်လေ့လာတဲ့ဘာသာရပ်ဖြစ်ပါတယ် scarcity a central to economics theory ရှားပါခြင်း scarcity သည်စီးပွားရေး theory အဓိကဖြစ်တယ်ဘောဂဗေဒစမ်းစစ်ချက်များသည်အင်အားစုကန့်သက်ချက်ပေါင်းအတွင်းမှာအများဆုံးရရှိနေခြင်းဖြစ်တယ်ဒါကြောင့်မလို့ဒီလိုကန့်သက်ချက်တွေဒါမှမဟုတ်ရှားပါခြင်းတွေသည် စ်ခဲ့မယ်ဆိုရင်ဆွလွန်ချင်းတစ်ခုကိုရွေးချယ်လိုက်ရင်အခြားတစ်ဖက်ကိုလည်းဆွလွန်ရချင်းကိုဆိုလိုပါတယ် Alan Smith ကအချိန်သို့မဟုတ်အစဉ်ပြေမှုတွေများနဲ့ငွေကြေးများအကြား trade off ဟုယူဆပါတယ်အစောပိုင်းဘောဂပညာရှင်ဖြစ်တဲ့ JE Kenneth JBC FP ဝက်ကားဒီဘောဂဗေဒာရဲ့ဘာသာရပ်နဲ့ပတ်သက်ပြီးတော့ကျော်ဝါချမ်းသာမှုဥစ္စာတနာတွေကိုသိပ္ပံနီးကြား လေ့လာသောဘာသာရပ်တစ်ခုဖြင့်ဖွင့်ဆိုခဲ့ကြပါတယ်။ဘောဂဗေဒရဲ့ဖခင်ကြီးဖြစ်တဲ့အဒမ်စမစ်ကဘောဂဗေဒဘာသာရပ်ဆိုတာကနိုင်ငံရဲ့ဥစ္စာတနာကျွဲဝါချမ်းသာခြင်းရဲ့သဘောတဘာဝနှင့်အရင်းမြစ်တို့နှင့်သက်ဆိုင်တဲ့ဘာသာရပ်ဖြစ်ကြောင်းကိုဖော်ပြခဲ့ပါတယ်။တနည်းပြောရမယ်ဆိုရင်ဘောဂဗေဒဘာသာရပ်သည် နိုင်ငံတနိုင်ငံကို ပိုးပြီးပိုးပြီးတော့ချမ်းသာလာစေဖို့အတွက်မိတို့မိဘုံဆောင်ရွက်ရမယ်ဆိုတဲ့ဥစ္စာနဲ့ဖြစ်ပေါ်လာတဲ့ပြဿနာတွေကို ပြဿနာတွေနဲ့ပတ်သက်တဲ့ဘာသာရပ်တွေကိုဆိုလိုခြင်းဖြစ်ပါတယ်ပညာရှင်နောက်တစ်ယောက်ဖြစ်တဲ့ JS မေကတော့ဥစ္စာဒနာတွေဆိုဥစ္စာဒနာတွေကိုထုတ်လုပ်ခြင်းဖြန့်မျိုးခြင်းနဲ့တက်ဆိုင်သည့်လက်တွေ့ကြသည့်သိပ္ပံဘာသာရပ်ဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်အမေရိကန်ပစ္စည်းပွားရေးပညာရှင် FW ကကဘောဂဗေဒပညာရပ်ဆိုတာတဲ့ဥစ္စာဒနာနဲ့သက်ဆိုင်ရာ သက်ဆိုင်တဲ့ဗဟုသုတတွေဟု ဖော်ပြခဲ့တယ်။ဒါကြောင့်မလို့အတိတ်ပဲတတ်မှတ်ချက်တွေအလုံးဟာဥစ္စာဒဏ္ဍာနဲ့ပတ်သက်တဲ့ဟာတွေကိုတွေ့ရှိရတယ်။ဒါကြောင့်မလို့ဒီလိုအတိတ်ပဲတတ်မှတ်ထားတဲ့ဟာတွေဟာတွေဒီအမျိုးမျိုးတဲ့เนาะအခြေခံကြတဲ့အချက်အလက်တွေပေါ်မှာပဲတည်ဦးနဲ့တူဝေဖန်သုံးသပ်ထားခြင်းသာဖြစ်ပါတယ်။မာရှယ်ကသူ့ရဲ့စာအုပ် စာအုပ်ထုတ်ဝေတဲ့ခုနှစ်1990ခုနှစ်မှာဆိုရင် Principle of Economic စာအုပ်ကိုထုတ်ဝေခဲ့တယ်အဲ့ဒီမှာဆိုရင်ဒီဟိုဘောဂဗေဒဘာသာရက်ဆိုတာက လူသားတွေရဲ့စီးပွားရေးရှင်သန်မှုဟိုအတွက်လေးလာတဲ့ဘာသာရက်ဖြစ်တယ်လို့ဖွင့်ဆိုခဲ့ကြတယ်မာရှယ်ရဲ့စာအုပ်မှာဆိုရင်ဘောဂဗေဒပညာရက်ဆိုတာရုပ်ပိုင်းဆိုင်ရာကောင်းကျိုးများကိုအသုံးပြုခြင်းနှင့်အတူလူပုဂ္ဂိုလ် ပြီးရင်လူတွေရဲ့အပြုအမူနဲ့ဒစိတ်ဒေသတို့ဟာနှီးဆက်တာဆက်သွယ်ချက်ရှိနေကြောင်းကိုစမ်းစစ်ထားရှိပါတယ်။ Lionel Robin စီးပွားရေးသိပ္ပံဘာသာရပ်ရည်သဘောတဘာဝအရာမီယိုပလာရှုမြင်တုံ့တက်ချက်တွေကိုစိန်ခေါ်မှုတွေလုပ်ခဲ့တယ်။1932ခုနှစ်မှာဆိုရင် ထုတ်လုပ်ခဲ့တဲ့ Nature and Significant Law Economic Science အောင်းမှာဆိုရင်ဒီဘောဂဗေဒဆိုတာက ဘလို့ဖြစ်တယ်လဲဘလို့အချက်တွေနဲ့ပတ်သက်နေလဲဘလို့စတဲ့အတွေးခေါ်အယူဆတွေကိုပြခဲ့ပါတယ်။ဒိုင်အိုနယ်ရောဘင်ရဲ့အဆိုအရဘောဂဗေဒပညာရပ်ဆိုတာကတဲ့သူကရှားပါတော့ဆိုလိုရင်းရင်းဒီအမျိုးမျိုးအသုံးပြုနိုင်တော့အင်အားစုများအတွက် အကန့်အသတ်မရှိလူဝင်စန္ဒာများအကြားဆက်ဆက်မှုအဖြစ်လူသားတို့၏အပြုအမူကို လေ့လာသည့်ဘာသာရပ်ဖြစ်တယ်လို့အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။သူ့ရဲ့အဓိပ္ပာယ်သတ်မှတ်ချက်ကတော့အထူးသဖြင့် လူသားတွေရဲ့အပြုမှုပေါ်အဓိကဒါဖွင့်ဆိုထားတာဖြစ်တယ်လို့ဆိုလိုပါတယ်အပြုမှုဆိုင်ရာတွင်အတော်မတတ်နိုင်တဲ့လူတွေမှာဒါအတော်မတတ်နိုင်တဲ့လူရင်းဆန္ဒတွေရှိတယ်เนาะဒီဥစ္စာတွေကိုဟိုပါဝင်တာလို့ဆိုလိုခြင်းဖြစ်ပါတယ် JM case ကလို economics ဘောဂဗေဒပညာရဲ့ဆိုတာက အလုတ်အကိုင်း ဝင်ငွေတက်မှတ်ပြဋ္ဌာန်းချက်တွေနဲ့အတူရှားပါတဲ့ resources တွေเนาะ management တွေကိုလေ့လာတဲ့ဘာသာရပ်ဖြစ်တယ်လို့အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ် F ဘန်ဟန်းရဲ့အဆိုအရဆိုရင်เนาะဒီ economics ဆိုတဲ့ဘာသာရပ်ဒီတိုင်းပြည်တစ်ပြည်ဤเนาะဟိုဝင်ငွေအရွယ်အစားတွေသူ့ရဲ့ distribution တွေเนาะနောက်တစ်ခုက stability ပေါ့เนาะတည်ငြိမ်မှုတွေရဲ့အကျိုးတရား စေတဲ့အချက်အလက်တွေကိုလေ့လာတဲ့ဘာသာရပ်ဖြစ်တယ်လို့အတိပဲဖွင့်ဆိုခဲ့ပါတယ်ဆက်လက်ပြီးတော့ micro economic နဲ့ macro economic ကိုပြောသွားပါဖြစ်ပါတယ် micro micro ဆိုတာကတော့လူတူးချင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဥပမာဆိုရင် household အိမ်အောင်စုတစ်ခုချင်းစီးပွားရေးလုပ်ငန်းတစ်ခုချင်းပေါ့နော်သူတို့နဲ့တစ်ခုချင်းအင်း အင်းနဲ့အကြောင်းအရာကိစ္စလေးတွေနဲ့ဒါသက်ဆိုင်ပြီးတော့ macro economics ဆိုတော့စီးပွားရေးအဆောက်အုံကြီးတစ်ခုလုံးနဲ့သက်ဆိုင်တယ်လို့ယူဆပါတယ် macro economics ဆိုတာကတော့စုစုပေါင်းငွေကြေးဝယ်လိုအားနဲ့နော်ရောင်းလိုအားအရင်းနှီးကုန်သည်စသည်တို့ကို လေ့လာတဲ့ဘာသာရပ်ဖြစ်ပါတယ် micro economics ဆိုတာက စီးပွားရေးအဆောက်အုံတုံးခုလုံးမှာရှိနေတဲ့ သေးငယ်တဲ့ပေါ့နော်သူကဟိုအစိပ်ပိုင်းလေးတွေအဲ့ဒါလေးနေတက်ဆိုင်ပါလေအခုမှအိမ်တလုံးဆောက်တော့မယ်ဆိုရင်အိမ်တလုံးလုံးကိုပြောတာမဟုတ်ဘဲနဲ့အိမ်ထဲမှာထည့်သွင်းရတယ်ဒါအိုကေတွေရှိမယ်ဘီလက်မြေတွေရှိမယ်နော်ကျွန်တော်ဟိုထုံးနေရှိမယ်ဟို street structure ဆိုရင်တန်တိုင်းနေရှိမယ်ပေါ့เนาะဒီလိုမျိုးအသေးအဖွဲရအစားဟိုထက်ပြီးတော့ဟိုတွက်ချက်ရတယ်ဥစ္စာကို micro economy လို့ပြောတယ်အဲ macro economy ဆိုတာကအိမ်တစ်လုံးလုံးရဲ့ အုံးနဲ့ပတ်သက်တဲ့ကိစ္စပါဒီရင်ကငွေကုန်ကြေးသိသည်ဘလောက်လဲဒီရင်ရဲ့ဝင်ငွေသည်ဘလောက်လဲပေါ့အစတစ်ပြင်ပေါ့နော်အိမ်တစ်လုံးလုံးကိုဟိုနဲ့တက်ဆိုင်တဲ့စီးပွားရေးတစ်ခုလုံးဖြစ်ပေပေါ့ဒါကြောင့်မလို့ macro economic ဘာသာရပ်ဆိုတာက စီးပွားရေးကိန်းရှင်သူတို့အသီးသီးရဲ့အပြုမူတွေတက်ဆိုင်ပြီးတော့စီးပွားရေးအဆောက်အအုံတစ်ခုလုံးနဲ့တက်ဆိုင်တဲ့ဘာသာရပ်ဖြစ်ကြောင်းကိုဖော်ပြထားပါတယ် positive and nominative economy ဖြစ်နေတာ ਨੇ ဖြစ်တင်တာဟောနော်အဲအကွေးကျွန်တော်တို့ဒီ economic ကိုအသုံးပြုရမှာဆိုရင်သူကဖြစ်တင်တာ nominative statement နဲ့ဖြစ်တင်တာ positive statement ဆိုပြီးတော့ခွဲခြားသိဖို့လိုပါတယ်နော် nominative economic နဲ့ positive economic ဟူရလဲခွဲခြားခေါ်လို့ရပါတယ်နော် nominative economic မှာဆိုတန်မိုးထားမှုတွေကိုကျင်တရားတွေစတဲ့အဥ္စာတွေပါဝင်ပြီးတော့ positive economic ကတော့စီးပွားရေးမှာဆိုရင်တကယ်အဖြစ်ပြက်အဖြစ်ပြက်တွေနဲ့သူတို့ရဲ့အပြုမှုကိုဖော်ပြထားပါတယ်ဒီမှာရှိနေတဲ့ nominate က positive ကိုတစ်ခုတစ်လုံးဟာသူ့နေရာနဲ့အတူအရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်ဆက်လက်ပြီးတော့ central problem of an economy နော်သူ့ရဲ့စီးပွားရေးအခြေခံပြဿနာတွေကဘာတွေလဲဆိုရင်စီးပွားရေးအဆောက်အအုံတိုင်းမှာဆိုရင် ပြဿနာအချို့အခြေခံတွေရှိကြရတယ် နော်အဲ့ဒီပြဿနာတွေကိုရင်ဆိုင်တဲ့အခါမှာစီးပွားရေးအဆောက်အုံရဲ့အခြေခံစီးပွားရေးပြဿနာလို့သူ့ကိုခေါ်တယ်အခြေခံစီးပွားရေးပြဿနာတွေကအဓိကဘာတွေလဲဆိုရင်နံပါတ်1ဘယ်လိုကုန်စည်ကိုအရေးအတွက်ဘယ်လောက်တိထုတ်မလဲနံပါတ်2ဘယ်လို ထုတ်လုပ်မလဲနံပါတ်3ဘသူအတွက်ကိုထုတ်လုပ်မှာလဲနံပါတ်4 အင်အားစုများကိုစွမ်းဆောင်ရည်ပြေဝအောင်မြည်သွို့အသုံးပြုနိုင်တယ်ဥပမာကိုယ့်ရဲ့လေဘာတွေကို ကောင်းကောင်းမွန်မွန်နဲ့အရင်ချင်းရှိလေဘာဖြစ်အောင်အဲဘလို့အသုံးပြုမလဲဆိုတော့ဟာပြောခြင်းဖြစ်ပါတယ်နံပါတ်5ကတော့ resource resources တွေပေါ့နော် resources တွေကိုအပြည့်အဝဘလို့အသုံးချမလဲနံပါတ်6စီးပွားရေးတိုးတက်မှုရရှိဖို့တကူဘလို့လှုပ်ဆောင်မလဲအဲစတဲ့စီးပွားရေးပြဿနာကိုတွေ့နိုင်ပါတယ် protection possibility gap ထုတ်လုပ်နိုင်ခြင်းအခြေပြအမြင်ကွေထုတ်လုပ်နိုင်ခြင်းအခြေပြအမြင်ကွေဆိုတာထုတ်လုပ်နိုင်နိုင်တဲ့ကုန်စည်နှစ်ခုအကြားဆက်သွယ်နေရဆက်သွယ်မှုကိုဖော်ပြနေတဲ့အမြင်ကွေတစ်ခုဖြစ်တယ်သူ့ကိုဘယ်လိုခေါ်လဲဆိုရင် transformation cut or production frontier ဟုလို့လည်းခေါ်တယ် ရနိုင်တဲ့အင်အားစုအကုန်လုံးကိုကုန်သီးနှစ်ခုပေါ့တုံမဟုတ်လဲနှစ်ခုတည်းပူကောင်းလဲပူနိုင်တယ်အဲအများဆုံးထုတ်လုပ်တဲ့အခြေအနေကိုဖော်ပြပါတယ်တနည်းပြောရမယ်ဆိုရင်ကုန်သီးတစ်မျိုးကိုဟိုကုန်သီးတစ်မျိုးကိုတယူထုတ်သူ့ရဲ့ထုတ်လုပ်မှုဒီတယူနဲ့တို့ပြီးထုတ်မယ်ဆိုရင် နောက်တစ်ဖက်မှာဆိုရင်တခြားကုန်သီးကိုအဲသူကရော့ပြီးရောထုတ်လို့ရမယ်ပေါ့နော်အဲအဲအဲ့လိုမျိုးထုတ်လုပ်ရမယ်ဆိုတော့ဘယ်ဥစ္စာကကို့အတွက် opportunity ပိုးရမလဲကုန်ကြစေး opportunity cost တွေကဘယ်ဥစ္စာတွေဖြစ်မလဲပေါ့စသဖြင့်ဒါမျိုးကိုဟိုဖော်ပြခြင်းဖြစ်ပါတယ် ဒီဥစ္စာအတူကောင်းအနေနဲ့တော့ PPC လို့ခေါ်ပါတယ်ထုတ်လုပ်မှုအခြေပြမြင်ကွေးဆိုတာကတည်ရှိနေတဲ့အင်အားစုရရှိနိုင်တဲ့လူအဖွဲ့အစည်းရဲ့ဤပညာအခြေအနေတွေနဲ့စီမံခန့်ခွဲမှုဆိုင်ရာကျွမ်းကျင်မှုတော့ကုန်သည်တစ်ခု အများဆုံးရနိုင်တဲ့ပမာဏတွေကိုဖော်ပြတာဖြစ်ပါတယ် ထုတ်လုပ်မှုအခြေပြမြင်ကွင်းမှာဆိုရင်ပုံသေးမဟုတ်ဖဲနဲ့အင်အားစုတွေတိုးတက်လာတာတွေပြီးနောက်ကနီးပညာတွေတိုးတက်မှုတွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးအရေးဘက်ကိုသွားတာကြီးလည်းရှိပါတယ်ဆက်လက်ပြီးတော့အောက်မှာဆိုရင်ဟိုဇရာလေးပေးထားပါတယ်အဲ့ပေးထားတဲ့ဇရာမှာဆိုကိန်းကနန်းတွေကိုအသုံးပြုပြီးတော့သူ့ရဲ့ ထုတ်လုပ်မှုပေါ့เนาะ PP PPC မြင်းခွေးတွေကိုဟိုလေ့လာနိုင်ပါတယ်အဲ့ဒီအောက်မှာပေးထားရဲ့ဇာတ်မှာဆိုရင်နိုင်ငံတနိုင်ငံမှာဆိုရင်ကုန်ပစ္စည်းနှစ်မျိုးထုတ်ထားတာကိုဖော်ပြထားပါတယ်ဒီမှာတွင် production possibility မှာဆိုရင် E နဲ့ F နဲ့ရှိမယ်အဲကုန်ပစ္စည်းနှစ်မျိုးကဘာတွေရှိမလဲဆိုရင်ကွန်ပျူတာနဲ့ကားကားဆိုပြီးတော့ဟို product နှစ်ခုရှိမယ်เนาะ E မှာဆိုရင်ဒီကွန်ပျူတာက၅ခုထုတ်နိုင်တယ် အဲပြင်ကားကြတော့55 55စီးထုတ်နိုင်တယ်ပေါ့နော် F ကကြတော့ကွန်ပျူတာကိုကြတော့10လုံးထုတ်နိုင်ပြီးတော့ကားကိုကြတော့10လုံးထုတ်နိုင်တယ်ဒီရနဲ့ပတ်သက်ပြီးတော့ဩဥမာအကွေရေးအဲ protection possibility မှာဆိုရင်ကွန်ပျူတာကိုပိုးထုတ်မယ်ဆိုရင်ကားက55ခုရမလား55လုံးခုတည်းပိုးရမလားသူတည်းရော့ပြီးတော့ရမှာအဲစသဖြင့်ပေါ့နော် အကွေ F ကလည်းအဲဒီကွန်ပျူတာထုတ်မယ်ဆိုရင်10လုံးထုတ်နိုင်တယ်အကွေ10လုံးကိုသူက အဲ15လုံးထုတ်ခြင်းနဲ့ဆိုရင်ကုန်တာ15လုံးပို့ပြီးထုတ်ခြင်းနဲ့ဒါဆိုရင်ကားဘက်မှာဆိုရင်ရော10လုံးနဲ့ဒီတိုင်းပဲ stay ပဲဖြစ်မလားဟိုယော့သွားမလားတိုးသွားမလားစသဖြင့်ဒါမျိုးတွေကိုလေ့လာတဲ့ cap ဖြစ်ပါတယ်ဒါလေးတွေကတော့အောက်မှာရှိနေရဲ့ figure 1.1ကိုဖော်ပြထားရှိပါတယ်ဒီမှာဆိုရင် သူ့ရဲ့ cap ပါဆိုရင် ဒီ vertical နဲ့ horizontal ဆိုပြီးတော့ရှိတယ်ပေါ့နော်ဒီမှာတစ်ဖက်မှာဆိုရင် vertical မှာဆိုရင်ကားရှိမယ် horizontal မှာဆိုရင်တော့ကွန်ပျူတာရှိတယ်အဲ့မှာသူပထမဆုံးအပေါ်မှာပေးထားတဲ့ဟိုအမှတ်တွေတိုင်း a နဲ့ b ရှိမယ်ပေါ့နော် a နဲ့ b နဲ့အမှတ်ကလေးရှိမယ် a ဆိုတဲ့အမှတ်ကကားနဲ့ b ဆိုတဲ့အမှတ်ဒီကွန်ပျူတာပေါ့နော်အဲ့ကဲအဲ့ a နဲ့ b နဲ့ကို cap ကလေးစခုဆွဲလိုက်တယ်ပေါ့နော် cap တစ်ခုဆွဲလိုက်တော့အမှမြင်းကလေးတစ်ခုရသွားမယ်အဲ့ဒီအချိန်မှာဟို E နဲ့ F ကတော့သူ့ရဲ့ productivity possibility ကိုပြောတာဖြစ်တယ်အကွေ E ကဟိုမှာကားကိုနှစ်ခုထုတ်မလဲငါးခုထုတ်မှာလားငါးခုထုတ်နိုင်တဲ့အချိန်မှာကားငါးခုထုတ်တယ်ဟို sorry ကွန်ပျူတာငါးခုထုတ်မယ်ဆိုရင်ကားအားကဘယ်နှစီးထုတ်နိုင်မလဲဘောနော်ဒီမှာသူ့ရဲ့ပုံထဲမှာပြတာဆိုရင် E ဒီကွန်ပျူတာ10ခုထုတ်နိုင်တယ်ဆိုရင်ကားကိုအဲ့တော့ E A ကကားကို ဟိုကားထုတ်တဲ့အရည်အတွက်နဲ့ကွန်ပျူတာထုတ်တဲ့အရည်အတွက်ကမတူဘူးကားထုတ်တဲ့အရည်အတွက်ကနည်းနည်းလေးယော့တယ်ကွန်ပျူတာထုတ်တဲ့ဒီဘန်ဟာ vertical line ပေါ့နော်သူကနည်းနည်းလေးပို့ပြီးတော့ဟိုများများထုတ်နိုင်တာပေါ့အကွက်ရည်ဒီဘက်မှာဟိုကားကနည်းနည်းပဲထုတ်လို့ကားကိုပို့ထုတ်မယ်ဆိုရင်ဒီ S ဆိုရဲ့မြင်းချောင်းလေးပေါ့နော်အဲ line လေးကိုအောက်ကိုနည်းနည်းလေးဆွဲလိုက်အဲအားဆိုရင်ကားကိုပို့ထုတ်လို့ရပါတယ်အဲ့လိုကားထုတ်တယ်ဆိုရင်သူရဲ့အော် horizontal line မှာရှိတဲ့ကွန်ပျူတာကြတော့နောက်ကိုနည်းနည်းလေးတိုးသွားတယ်သူ့ရဲ့ line ဖြစ်တဲ့ကော သူဒီဟိုကျင်းသွားတယ်ပေါ့နဲသွားတယ်အဲ့တော့ကားကိုပိုးထုတ်မယ်ဆိုရင်တစ်ဖက်မှာကြတော့ကွန်ပျူတာကို short ပြီးတော့ထုတ်မှရတော့မှာပေါ့အဲကြောင့်မလို့ရှေ့မှာပြောထားတယ်တခုကိုလိုချင်တယ်ဆိုရင်တခုကိုဆွန့်လို့ရမယ်ဆိုတာကဒါကိုပြောချင်းဖြစ်ပါတယ်အကွေကားကိုဟိုနည်းနည်းပဲထုတ်ချင်တယ်ဆိုရင်ကွန်ပျူတာကိုပိုးပြီးထုတ်လို့ရမယ်เนาะအဲ့ဒါလေးကိုအဓိကထားပြီးတော့ပြောကြခြင်းဖြစ်ပါတယ်မှဒီမှာဆိုရင်အင်အားစုတွေအင်အားစုတွေဟာဆိုရင်ကားထုတ်လို့မှုတော့တော့မြဲဆိုရင် OA ဆိုရဲ unit of car ကိုထုတ်လုပ်မယ်ပေါ့တစ်ခါမှာဆိုရင်ကွန်ပျူတာတွေထုတ်လုပ်မှုရှိမယ် OB ကိုထုတ်လုပ်မယ် အမှတ် A နဲ့ B ကိုပုံမှန်ကျွန်တော်တို့ကဒါ vertical နဲ့ horizontal မှာဆက်ဆွဲလိုက်မယ်ဆိုရင် AB ကိုရမယ် AB မြင်းပေါ်မှာရှိရဆိုရင်ကျွန်တော်တို့ E နဲ့ F တို့ရဲ့အမှတ်တစ်ခုသို့မဟုတ်လက်တူတဲ့ပိုးတဲ့အမှတ်တစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော် protection ရှိတယ်လို့အမှတ်ကလေးတွေရှိမယ်ပေါ့နော်အဲ့ဒါလေးတွေကိုဟိုဟိုတတ်မှတ်တဲ့အတိုင်းချလိုက်တဲ့ဆိုရင်ဟိုကားဘလတ်ဘလတ်စီးထုတ်နိုင်မလဲကွန်ပျူတာဘလတ်စီးထုတ်နိုင်မလဲသူ့ရဲ့ဟိုထုတ်လို့ product product တွေထုတ်လို့နိုင်မှုအရေးအတွက်တွေကိုဟိုတွေ့ရှိရမှာဖြစ်ပါတယ်ဒါဆိုရင် C မှာဆိုရင် အဲ C ဆိုတာကတော့သူ့ရဲ့ cap ကိုပြောတာပေါ့နော်ဒီ production possibility cap ကိုဘယ်လောက်ထိထုတ်နိုင်မှုအတိုင်းသာရှိလဲပေါ့နော် အကွယ်၍ A နဲ့ B ရဲ့ပြင်ပမှာရှိနေတဲ့ C အမှတ်ကထုတ်လုပ်နိုင်ခြင်းကိုမရှိတော့ဘူးနော်သူ့ကြောသွားရဲ့ဆိုရင်ထုတ်လုပ်နိုင်မှုမရှိတော့ဘူးအဲ့တော့ A နဲ့ B နဲ့ကို cap ဆွဲလိုက်တယ် F cap ကအတွင်းမှာရှိနေရဆိုတော့သူ့ရဲ့ productivity ကိုရှိရအကွယ် cap ကအပြင်ကိုကြော်သွားပြီဆိုရင်တော့ထုတ်လုပ်နိုင်မှုမရှိတော့ဘူးလို့ပြောချင်တာဖြစ်ပါတယ် ဂျပန် point D အဲ့မှာဆိုရင် point D လေးကိုရှိသေးတယ်အဲ့ point D မှာဆိုရင်လည်း point D ဆိုတာလည်းမထုတ်မထုတ်မထုတ်နိုင်မထုတ်နိုင်သေးဘူးဆိုတာပြောတာဖြစ်တယ်ပေါ့နော်အဲ့တော့ तू ကလွတ်နေနေရတယ်ကိုနှစ်ခုစုံတဲ့အမှတ်တစ်ခုမှသာဟိုအဆင်ပြေမယ်ဒါကြောင့်မလို့ဟိုဒီ time တပီမှာဆိုရင် तू အင်အားစုတွေဘလောက်တိရှိလဲစွမ်းဆောင်ရည်ဘလောက်ရှိလဲဆိုတာကဒီလို cap တွေကိုအခြေခံပြီးတော့ကြည့်ချင်းအပြင်သိရှိနိုင်တယ်အဲဒါကိုကြည့်ချင်းအပြင်ကွန်ပျူတာကိုတိုးထုတ်မယ်ဆိုရင်ကားကိုဆွလို့ရမယ်ကားကိုတိုးထုတ်မယ်ဆိုရင်ကွန်ပျူတာကို ဟိုစွန့်လို့ရမယ်ပေါ့နော်အဓိကစွန့်လို့တဲ့ဆိုတော့ကမထုတ်ဘူးလို့ပြောမှာအရေးအတွက် short ပြီးထုတ်လို့ရမယ်လို့ပြောဆိုလိုခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ opportunity cost cost opportunity cost ဆိုတာကတော့ဒီကုန်သည်တစ်ခုရဲ့အဲတန်မိုးတန်မိုးကိုပေါ့နော်ဟိုဒီကုံဒီကြောင့်ဆွလို့ရရတဲ့အခြားကုံဒီရဲ့တန်မိုးနဲ့ဖော်ပြခြင်းဖြစ်တဲ့အကွေရေကုနာအပေါ်မှာပြရတာတဲ့ ိုကွန်ပျူတာကိုတိုးထုတ်ခြင်းနဲ့ဆိုရင်ကားကိုကားထုတ်လို့မှုကို short ထုတ်ရမယ်ဆွန့်လို့ရမယ်ပေါ့နော်အဲ့ဒါဆိုရင်ကားကိုဆွန့်လွတ်လိုက်တဲ့တကူကွန်ပျူတာတွေပိုးထုတ်မယ်အဲ့ဒါဆိုရင်ကွန်ပျူတာရဲ့ပုံမှာဘလောက်တိဟိုအကျိုးအမြတ်ရမလဲအခွင့်အရေးတွေရှိမလဲပြီးရင်ပုံကြားစိတ်တွေဟိုဟိုရှိမလဲပေါ့နော်အခွင့်စရိတ်ကုန်ကြစိတ်တွေရှိမလဲဒါမျိုးကိုဖော်ပြခြင်းဖြစ်ပါတယ်အခွင့်အလန်းဟိုကြတော့အခွင့်အလန်းဈေးဆိုတာက opportunity ကိုဆိုတာငွေကြေးစနစ်နဲ့ဖော်ပြခြင်းမဟုတ်ဖ ೇನೆ လက်ခံနိုင်တဲ့အခြားအရာတွေနဲ့ဖော်ပြခြင်းဖြစ်တဲ့ဥပမာ economic cost accounting cost နဲ့သဘောထားခြင်းကတော့ကွဲလဲမှာဖြစ်ပါတယ်။ဟုတ်ကဲ့ unit 1တော့ဒီလောက်ပဲဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်။